တန်းရောက်တဲ့ကကျွန်တော်ဒီကောင်နဲ့ပေါ့နော်ကျွန်တော်ကိုယ့်ဘက်နဲ့ကိုယ်ကိုစမင်းညက်တာများတယ်ပေါ့နော်နှစ်ခုဝယ်ထားနှစ်ခုဝယ်မှာဆင်ပြေပါတော့ပြီးတော့သူကဒီကောင်ကသုံးပြီးဝါရီဆိုရင်ပေါ့နော်ဒီကောင်ကဒီခလုတ်ကိုနှိပ်ထားလဲမလဲဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့အဲဒီမှာကြီးပြိနေရပေါ့နော်အဲကြီးပြိနေရဆေးရည်ကြီးကိုကျွန်တော်ပြတယ်သူကဆေးရတယ်တော့လွယ်တော့လွယ်တယ်ပေါ့နော်ဒီကောင်ကဟိုတစ်ခါသုံးပြီးဝါရီဆိုရင်တော့ပြန်ပြီးတော့မှကြီးဆေးပြေရပေါ့နော်ဆေးလို့လုံးဝမရအောင်အဲ့တော့ကျွန်တော်တို့ကစတားဟုတ်လို့ရှိရပေါ့အဲ့အနောက်မှာကျွန်တော်တို့ဘောနော် ျွန်တော်တို့ဒီမှာစတာဖို့လို့ရှိအကောင်လေးကိုကျွန်တော်တို့ဒီကောင်ဖြုတ်ပါမယ်ပေါ့နော်အဲကောင်ဖြုတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ရအဲ့မှာရှိရကြီးတူတန်ရှင်းလုပ်ပြရပါမယ်နော်ပြီးတော့အခြေကိုတန်ရှင်းလုပ်ဖို့တက်ကြတယ်ဒီကောင်ကဟိုသူကတော့ပုံမှန်ကတော့သူ့ထံကစီပါတယ်ပေါ့နော်ချောစီလိုမှာနော်စီမရှိတော့အုံးစီနဲ့လည်းရပါတယ်အုံးစီနဲ့ပြန်ပြီးတော့မှပြန်သုံးလို့ရအောင်လုပ်မှာပေါ့နော်အဲ့တော့ဒီကောင်ငါ့ကိုကျွန်တော်ဖြုတ်လိုက်ဖြုတ်ပြီးခွဲဆိုင်သူကကြီးမှာပေါ့နော်သူ့မှာ ဒီလိုပုံမျိုးရှိတယ်ဗောနော်ဒီလိုပုံမျိုးရှိတယ်အဲထဲမှာဒီလိုမျိုးစတိပြရတဲ့ပြားနေရရှိတယ်ဗောနော်တစ်ဖက်မှာဒီလိုမျိုးရှိတယ်အဲ့တော့ဒီကောင်တွေကတော့ကိုကတော့လူလူကူပဲဗောနော်ဟိုဂျီဦးလည်းချီဒီပါရီတော့မစိမ့်နဲ့မစိမ့်ပဲနဲ့ကျွန်တော်တို့ဘရက်ရှိပါရှိရစနော်ဒီလိုမျိုးဗောနော်တော်တော်တန်ရှိရပါရဆိုရင်အဲ့လိုမျိုးချဲရစပယ်ရေကျွန်တော်တို့တန်ရှင်းရခိုင်းတာကောင်းတယ်ဗောနော်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့နှိမ့်ချလိုက်ဆိုရင်အဲမော်တာသွားနေဟိုအားရှိတယ်ဗောနော်အဲ့တော့ ျွန်တော်တို့ကပြန်ပြီးခုနဟာကိုဒီမှာပေါ့နော်စပယ်မှုရှိရှိအဲ့ကောင်တွေကျွန်တော်တွေကတန်ရှင်းရေးသေးသေးရှာရှာပြန်လုပ်ပြရမှာပေါ့နော်ဒါတယောက်ဒီမှာရှိရဲ့ဒီလမ်းကြောင်းတွေပဲဆိုတော့အဲ့ဒါပေါ့နော်သေရှာပို့ပြီးွားရေးဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ပြားပေါ့နော်နောက်ထပ်တစ်ပြားကိုလည်းကျွန်တော်တို့ဒီသေရှာပြန်ပို့မယ်ပေါ့နော်ပို့ပြီးွားရေးဆိုရင်သူကဒီကောင်ရှိပြန်တက်မယ်ဆိုရင်သူက ိုင်းမှာတော့ဒီကောင်တော်တော်များများတောင်းနေပါတော့လွယ်လေလွယ်လေဈေးရသက်တာလားဆိုတော့ဗောနော်ဒီကောင်ကဒီမှာဘယ်လိုခေါ်မလဲအကြောင်းလေးတစ်ခုရှိရောနော်အဲ့အကြောင်းလေးကိုကျွန်တော်ကဒီဘောနော်ဒီမှာကြီးအောင်ဘာလို့လဲရှိအဲ့ဒါလည်းကျွန်တော်ဒီတဲ့တယ်ဗောနော်အဲ့ကောင်ကျွန်တော်ဒီတဲ့လိုက်တဲ့ဘွားရေးဆိုရင်ကျွန်တော်က ဒီမှာ n လေးတခုရှိရပါတော့အဲ n လေးတွေကိုကြောက်ဝင်ဝင်လို့ပဲဆိုနေတော့ကိုကအခုမှစလုပ်တယ်ဆိုရင်လက်ပေါက်တော့နဲ့ကတ်တယ်ပြီးရင်အပေါ်ကအပြားလေးပြန်ပိတ်ခါတယ်အပေါ်ကအပြားလေးပြန်ပြန်ပိတ်ခါကြရင်ပြီးရင်ဖိလိုက်လို့ဆိုနေမှာတဝက်ကလည်းအပေါက်ရှိရပါတော့အဲ့အပေါက်ကိုကျွန်တော်လက်နဲ့ဖိထားဖိထားပြီးပွဲဆိုရင်ငါလေးသုံးစီပြန်တက်ပြီးတော့ပြန်ကျက်ပြီးပါတော့အဲ့ဒီမှာလည်းဟိုဘက်ကဘယ်လန့်ချီရလေးပါနော် ဒါတော့ခရုတ်ခွင့်ကိုရအောင်နော်တတိတော့ထားဖို့အဲ့တော့ငါ့ကိုဖိတဲ့ free voice ဆိုရင်ဒီကောင်ကိုပြန်ပြီးတော့တတိရှာဖို့နော်ပြန်ပေးကြမယ်ဒီတော့ဒီကောင်လက်ပေါက်တော့ကတ်တယ်ပေါ့နော်ဒါနောက်ပိုင်းကိုကလုတ်တက်သွားရင်ပိုပြီးစစ်ပြီးတော့လည်းဟုတ်ပြီအဲ့တော့ဒီမှာကတော့ကိုကဒီအဓိကအဲ့မှာအချောင်းလေးတစ်ခုရှိအဲ့အချောင်းလေးနဲ့ကျွန်တော်တို့အထက်ကကြီးအောင်ပါလို့ရှင်တဲ့ဝါကိုပြေးချီပါတော့တဲ့ဝါရေးဆိုရင် ေချာပြီးွားရယ်ဆိုရင်ကျွန်တော်တို့တေချာတောင်းချက်လို့နော်တောင်းချက်လိုက်ဆိုတာဒီလေလေးမှာပေါ့နော်ဒီလေလေးမှာမဟုတ်ပါဘူးနော်တောင်းအောင်ကျွန်တော်ရေးချက်ကပြီးချက်ဖွင့်ကြည့်တယ်အဲ့တော့ဒီမှာတစ်ခုရှိတာဒီမှာစောင်းနေတယ်ဗျာစောင်းနေအဲ့တော့တေချာလက်ရင်းဆိုနည်းဒီပြန်ပြီးတော့တိတ်ပြရတယ်ဟုတ်ပြီအဲ့တော့ဒါတော့လေးရှိရောနည်းတိတ် ပြန်ပြီးတော့တက်တယ်။အဲမစောင်းနေနော်။စောင်းနေတယ်ဆိုရင်ကျွန်တော်လေးပြန်လျှော့။ပြန်လျှော့ဘောရီဆိုရင်ကျွန်တော်ပြန်ပြီးတော့မှပြန်တက်ပါနော်။ပြန်တက်ရေဝဲဆိုပြန်ချက်ဆိုင်မှာတော့ မင်းကြောင့်ဒီပဲပြန်တဲ့ဝင်ပြန်ဆက်ပြန်ဖွင့်ချင်ဟုတ်။ရပြီဆိုရင်ဒီလိုကအုံးစီပေါ့နော်အုံးစီလိုဟာမျိုးနဲ့ပြန်ပြီးတော့မှသူ့ရဲ့လမ်းကြောင်းချွတ်ချုံမှုမရှိအောင်စီမရှိတော့အုံးစီနေပဲကိုကတော့တောင်းနေပေါ့နော်။အဲ့ဒါဆိုရပါတော့နော်။အဲ့လိုမျိုးမျိုးနဲ့ကျွန်တော်တို့ဒီ ဆက်လေးကိုတန်ရှင်းလုပ်လို့ရရမှာနော်။အဲဆက်တာလို့တော့မယ်ဆိုရင်လည်းကောင်းလက်ပေါ်လိုနည်းနည်းကက်တယ်။ဒီ channel သတိထားယူလို့ရှိပါနော်။ကျေးဇူးများကြပါ